web based application dashboard တစ်ခုကို9မိနစ်အတွင်းဖြန်လေးတည်ဆောက်နိုင်တယ်ဆိုတာသိပြီဖြစ်လား code တင်တစ်လုံးမှသိစရာမလိုဘဲနဲ့ Gemini 3 Pro model ရဲ့ data အချက်အလက်ပုံတေချာခွဲခြားစိတ်ပြနိုင်တဲ့ပုံကိုအသုံးပြုပြီးသွားတော့မှ dashboard တစ်ခုကို alert တစ်ခုဖြန်လေးတည်ဆောက်ရောက်နိုင်တာပဲဖြစ်ပါတယ်။ Google Notebook Alan နဲ့ Gemini 3 Pro model ကိုအသုံးပြုပြီးသွားတော့မှ web based application အသေးစားတစ်ခုကိုကိုပါတာကို alert တစ်ခုဖြန်လေးတည်ဆောက်ရောက်နိုင်တာဖြစ်လို့ စားလိုက်ကြရအောင်အိမ်စဲစီးရင်မှာကျော်ပိုင် fashion store ရဲ့ပစ္စည်းလက်ကျန်စီးရင်တစ်ခုရှိဒီတိုင်း dashboard လုပ်နေမယ်ဆိုလို့ရှိရင်နိုင်ပေါင်းများစွာအချိန်ပေးပြီးလုပ်နေရမယ်ပေါ့နော်ဒီအချက်လက်ပေါ်မှာပဲ dashboard တစ်ခုဂျမနိုင်းကိုဖန်တီးခိုင်းလို့ရတယ်ဖိုင်နဲ့ကနေပြီးတော့မှဒေါင်းလုဒ်ရယူတဲ့ခါမှာတော့အိမ်စဲနဲ့ဒေါင်းလုဒ်ဆိုရင်တော့အဆင်မပြေဘူး။များသောအားဖြင့် PDF ဖိုင်နဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ် CSV နဲ့ဖိုင်ဖြစ်ဖြစ်ဒေါင်းလုဒ်ရယူလာတော့အများဆုံးအဆင်ပြေတယ် PDF ဖိုင်နဲ့ဒေါင်းလုဒ်ရယူလိုက်မယ်။ export ထုတ်လိုက်။ဂျမနိုင်းမှာ PDF ဖိုင် upload တင်ပေးလိုက်။ create dashboard photo on this pdf file ဒီ pdf file ပေါ်မူတည်ပြီးတော့မှ dashboard photo လေးတစ်ခုဖန်နေပြီပါဆိုပြီးတော့စလုပ်လိုက် Okay သူ့အနေနဲ့တော့ဒါတွေရေးလာပြီတယ်ကျွန်တော်တို့က create dashboard photo ပြီးရင် thinking with 3 pro နဲ့တစ်ချက်ကြည့်ကြည့်အောင် ပုံမှန်တိုင်း first နဲ့ပဲလုပ်တဲ့အခါမှာတော့မရပါဘူး thinking win 3 pro ဖွင့်ပြီးတော့မှ nano banana pro ဖွင့်ပြီးလုပ်တဲ့အခါမှာတော့ဒီခုလိုမျိုးပဲ file တစ်ခုရလာတာပဲဖြစ်ပါတယ် data ပေါ် multi ပြီးတော့မှ top supplier တွေကဘသူပါ item align ပဲရောင်းရသည်ရောင်းရဆုံးဆိုပြီးတော့မှတခါတဲ့ analyze လုပ်ပြီးတော့မှဖော်ပြပေးကြတယ်ဟုတ်မဟုတ်တစ်ချက်ကြည့်ကြည့်မယ်သူရေးထားတာတော့ item by category အိမ်တွင်း with the အများဆုံးနဲ့ total record ကတရားတဲ့ဒါလေးကိုဟုတ်မဟုတ်ကျွန်တော်တို့တစ်ချက်တိုက်ကြည့်ကြမယ် record ကတရားလို့သူပေးတယ် ဟုတ်ပါတယ်အားလုံးပေါင်းစင်က100ရှိရဲ့အဲ့ဒီထဲမှာကက်တဂရီထဲမှာအများဆုံးဒီကအိမ်တွင်းဝက်ကအများဆုံးနဲ့ဂျုံဝက်မျိုးစားထဲမှာအိမ်တွင်းဝက် အိမ်တွင်းဘွယ်အမျိုးအစားဒီ24မျိုးတရာထဲမှာ24မျိုးဆိုတော့တော်တော်လေးများရတယ်ဗောနော်အိမ်တွင်းဘွယ်ကအများဆုံးဆိုပြီးတော့ပါတခါတည်း analyze လုပ်ထားပြီးသားကိုယ့်ရဲ့ data ကို PDF ဖိုင်နဲ့ down down ပြီးသွားတဲ့အခါမှာ Gemini ကိုတင်ပေးလိုက်သူကဒီ data တွေကို summarize လုပ်ပြီးသွားတဲ့အခါမှာဒီလို dashboard ပုံစံမျိုးလေးလာပြီးတော့ဓာတ်ပုံဖန်တီးပေးလာတာပဲဖြစ်ပါတယ်ဒီ dashboard ကကိုလိုချင်တယ်ဆိုလို့ရှိရင်တခါတည်းသိမ်းထားခဲ့လိုက်ရုံပဲကိုယ့်ရဲ့ file ပုံမူတည်ပြီးသွားတော့မှ job file fashion store inventory dashboard ဆိုပြီးသွားတော့မှတခါတည်းပေါ်ပြပေးပြီးသွားတာပဲဖြစ်ပါတယ်တစ်ချက်တည်းထားပါသည်ကျွန်တော်တို့ဒီနောက်ပိုင်း DPDF ဖိုင်တွေနဲ့ပတ်သက်ပြီးသွားတော့ ော့မှ analyze dashboard တော့လောက်ခိုင်းလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကပုံမှန် normal တိုင်း first နေနဲ့တော့လောက်ခိုင်းရင်တော့မရဘူး thinking with 3 pro နဲ့လောက်ခိုင်းမှသာရတယ် nano banana လေးဖွင့်ထားဖို့လည်းလိုတယ်အခုလိုမျိုးပုံထုတ်ပြီးတော့လေကြည့်လို့ရတယ်လို့ဒီ data မူတည်ပြီးတော့လေ dashboard လောက်လို့ရပါတယ် တို့ new chapter တစ်ခုဖွင့်လိုက်မယ်ပစ္စည်းလက်ကျန်စင် PDF file upload တင်ပေးလိုက်မယ် dashboard အစစ်ဖန်တီးခိုင်းမယ် create dashboard for this PDF data ဒီ PDF ပေါ်မှာ dashboard ဖန်တီးပေးပါ professional style fashion shot dashboard ဖန်တီးပေးပါ add filter icon filter icon လေးတွေပါထည့်ပြီးတော့ဖန်တီးပေးပါလို့ပြောတယ်ခုနက nano banana နဲ့သုံးလုံးကဒီ data ပေါ်မှာပဲ dashboard ဖန်တီးခိုင်းတော့ဓာတ်ပုံထွက်လာပေးပြီးတော့ပြီ canva ဖွင့်ပြီးတော့ဖန်တီးခိုင်းလိုက်ရင်ဘာထမ်းလဲကျွန်တော်ရဲ့ data ပုံမူတည်ပြီးတော့မှ dashboard ဖန်တီးပေးလိုက်တာ fitter icon လေးဒီမှာဘာကူက fitter ဆစ်ချင်လဲပေါ့နော်နေ့စဉ်ဝက်တစ်ချက် fitter ဆစ်လိုက်မယ်ဘက်မှာ fitter ဆစ်လိုက်တာနဲ့တင်အောက်မှာတစ်ခါလေးပြောင်းလိုက်သွားတာကိုတွေ့ရလိမ့်မယ်နေ့စဉ်ဝက်နေ့စဉ်ဝက်နဲ့ပတ်သက်တဲ့ညာ total revenue တွေ net profit တွေ revenue by category ဒီပစ္စည်းတစ်ခုပေါ်မှာဘယ်လောက်တောင် အမြတ်ရလဲတစ်ခါလေးအကုန်လုံးဖော်ပြထားပြီးရ တော်လေးကိုအဆင်ပြေတဲ့ dashboard ပုံစံမျိုးတစ်ခုရတယ်တခုချင်းစီလိုက်ပြီးတော့တော့မှရှားနေကြမလို့ supplier အနေနဲ့လည်းဘယ် supplier လဲခါရဲစစ်ပြီးတော့တော့မှကြည့်လို့ရတယ်ဗောနော်ဒါကကြတော့ကျွန်တော်ပုံမှန်ရေးပေးလိုက်တဲ့ prompt ဒီအခြေခံလေးပဲရေးပေးလိုက်တာအခြေခံလေးရေးပေးလိုက်တာကိုတော့မှတော်တော်လေးကိုအဆင်ပြေတဲ့ dashboard ရတယ်နောက်ပိုင်းလိုချင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုတိတိကျကျလေး summarize လုပ်ပြီးတော့မှငါဘယ်အကြောင်းအရာဘယ်အကြောင်းအရာတွေကိုတော့အဓိကထားချင်တယ်ဆိုပြီးတော့ handy ခိုင်းမယ်ဆိုလို့ရှင်တော့တော်တော်လေးကောင်းတဲ့ dashboard တစ်ခုကို အချိန်မပေးရဘဲနဲ့ handy နိုင်မယ်ဒါကတော့ job fashion shop ရဲ့ dashboard ပါ ဂျမနိုင်းဒီ general AI တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဂျမနိုင်းပေါ်မှာ pro နေကိုတည်တည်ချာချာရေးပြီးတင်ပေးလိုက်ပေမဲ့လည်းဂျမနိုင်းသွားရှာတဲ့ source တွေဒီကိုနဲ့မသက်ဆိုင်တဲ့ website တွေကိုနဲ့မသက်ဆိုင်တဲ့ internet ပေါ်မှာရှိတဲ့အကြောင်းအရာတွေအကုန်လုံးကရှာပေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့နည်းနည်းတော့ hallucination လို့ခေါ်တဲ့ AI ကမှားယွင်းပြီးတော့အချက်လက်ပေးတာမျိုးကိုကြုံရနိုင်တယ်အဲ့ဒီတော့ကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ web page application ဖြန်ပြီးတဲ့အခါမှာတော့ Google Notebook အန္တရာယ်ကနေပြီးတော့ပဲအချက်လက်ကိုတွက်ရှာမှာဖြစ်တယ် ။ဘာကြောင့်ကိုကဲနှုတ်ဖို့အန်လန်ကရှာလဲဆိုလို့ရှိရင်ကိုကဲနှုတ်ဖို့အန်လန်မှာကျွန်တော်တို့ကအချက်လက်ဝက်ပီပေါ်တော့ရှာလိုက်တဲ့ကိုနဲ့မသက်ဆိုင်တဲ့ဝက်ပီတွေတော့ကိုနဲ့မသက်ဆိုင်တဲ့ file တွေအကုန်လုံးကိုတစ်ခါတည်းဖယ်ထုတ်ခဲ့လိုက်လို့ရတယ်။အဲ့ဒီပုံမှာပဲကိုကဲနှုတ်ဖို့အန်လန်ကနေပြီးတော့အချက်လက်ကိုကိုပြန်ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့သက်ဆိုင်တဲ့အချက်လက်ကိုပဲ summarize လုပ်ခိုင်းလိုက်လို့ရတယ်။အဲ့ဒီအချက်လက်ပေါ်ကိုမူတည်ပြီးသွားတော့မှဂျမနိုင်းမှာတွားရောက်ပြီးအလုပ်လုပ်ခြင်းအဖြစ်ပုံမကောင်းမွန်တဲ့ reset နဲ့ကိုလူဂျင်နာနဲ့တိတိကျကျ ဖြစ်စေတဲ့ web page application တခုကိုရတဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်စလိုက်ကြရအောင် web page တခုဖန်တီးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဖန်တီးခြင်းတဲ့ web page ဒီ od အတွက်ချက်ရမှာအကူအညီပေးနိုင်မဲ့ web page လေးတခုကိုဖန်တီးကြည့်လိုက်ရအောင် discover success ကျွန်တော်ဒီမှာရှာမှာဒီမြန်မာနိုင်ငံ over time အတွက်ချက်နီး fair resource နဲ့မချောက် d resource နဲ့ရှာမဲ့ဒါဆိုလို့ရှိရင်မြန်မာနိုင်ငံ od အတွက်ချက်မှုနဲ့ပတ်သက်ပြီးတော့ဆိုးဆက်16ခုရတယ် import တစ်ခါလေးလောက်လိုက်မယ် ဒီမှာရလာပြီဆိုမြန်မာနိုင်ငံအလို့သမားဥပဒေသို့မဟုတ် standard hr practice အရာအချိန်ပိုကြီး over time od တွက်ချက်တဲ့ပုံသဏ္ဍာန် formula ကိုရှာဖွေပေးပါဆိုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ website တွေထဲကနေပြီးတော့ရှာဟန်းလိုက်မယ် notebook အလံကိုတွက်ချက်တဲ့ပုံစံဒီအစဉ်စဉ်ထုတ်ပေးလိုက်တဲ့အချက်လက်အကုန်လုံးကို copy ကူးလိုက်မယ်ဂျမနိုင်းအောင်တော့မယ်ပြေးချလိုက် professional web developer တယောက်အနေနဲ့ဆောင်ရွက်ပေးပါ HTML, CSS, JavaScript အားလုံးပါဝင်တဲ့ file တစ်ခုတည်း single HTML file ဖြစ်သော professional OD calculator web app တစ်ခုကိုရေးပေးပါဆိုပြီးတော့တင်ပေးလိုက်မယ်။ကမ်းဖတ်တော့ဖွင့်ထားရမယ်။စလုပ်ကြည့်လိုက်။ ါဆိုတစ်ချက်ဆန်းကြည့်အောင်ကျွန်တော်ကလစာစာဝန်ထမ်းနေစာဝန်ထမ်းတွက်ချက်ပုံကြမတူလုပ်ငန်းခွင့်အမျိုးအစားကဆက်ယုံလုပ်ယုံဆို44နှစ်ကြီးစိုင်နဲ့ယုံဆိုလို့ရှိရင်တော့46နှစ်ကြီးအခြေခံလစာဒါဆိုလို့ရှိရင်ကျွန်တော်ကလစာစာဝန်ထမ်းအနေနဲ့လုပ်မယ်ဆက်ယုံအလုပ်ယုံဆို44နှစ်ကြီးအဲတပတ်ကိုအလုပ်လုပ်တဲ့ချိန်ဆက်ယုံလုပ်ယုံကတရက်ပိတ်တယ်ပေါ့နော်44နှစ်ကြီးနေနေပေးထားတဲ့စိုင်နဲ့ယုံဝန်ထမ်းဆိုလို့ရှိရင်တော့မြန်မာဥပဒေလော်ယာ48နှစ်ကြီးလို့ပေးတယ်လစာလေးတစ်ချက်ထည့်ပေးလိုက်ပါသေးပါသေးအချိန်ပိုနိုင်က10နိုင် ပတ်ချက်မီโอเคရရှိသည့်အချိန်ပိုကြီးစုစုပေါင်းအကြတော့တွက်ချက်သည့်ပုံစံလာသာသာဝန်တန်တနာရီတမန်လောကအချိန်ပိုကြီးကနှမြောင်းနှင့်9နှစ်လေးစက်သမခွန်6ရက်တနာရီလောက်ကန်ဒီနိုင်ရဆင်းတာအချိန်ပိုကြီးကိုစနေတကြားတွက်ရှိပေးထားတာပဲဖြစ်ပါတယ်နေစာဝန်တန်ဒါမှမဟုတ်ဆက်ရုံအလုပ်ရုံစိုင်းနေရုံကိုယ့်ဘာကိုစမ်းကြည့်ပါရမရဆိုတာကိုတွေ့တွေ့ကြည့်ပေးပါနေစာဝန်တန်ဒါဆိုလို့ရှိရင်နေစာကထည့်ပေးရမယ်တွက်ချက်မီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ low od ကို တွက်ချက်ပေးတော့မှာပဲဖြစ်ပါတယ်တွက်ချက်လို့လည်းရပါတယ်အဆင်ပြေပါ web based application တခုကို Gemini နဲ့ notebook online ကိုပေါင်းပြီးတော့အလိုတူဖန်တီးလို့ရပါတယ်ကိုလုတ်ထားတဲ့ web based application လေးတခုကိုအခြားတယောက်ကို share ပြီးအသုံးပြုသိချင်တယ်ဆိုလို့ရှင်တော့ဒီဘက်ဘီနက်က share လေးကိုတစ်ချက်နှိပ်လိုက်ပါကိုကြိုက်နှစ်သက်တဲ့ platform ကနေလည်း share လို့ရတယ်ဒါမှမဟုတ်ဘူးကိုကအခြားတယောက်ကိုဒီ link လေးပေးပြီးတော့ပဲဝင်သုံးသိချင်တယ်ဆို copy link ကိုတစ်ချက်နှိပ်လိုက်တခြား Gmail account တခုကနေတောင်းဝင်ကြည့်မယ်အဲ link ကိုပေးချလိုက် အန်တာတခြားတစ်ယောက်ကတိဆောက်ထားတဲ့ Huawei application တခုကိုဒီဘက် Gmail ကောင်းကနေပြီးတော့ဝင်ရောက်အသုံးပြုသွားနိုင်တာပဲဖြစ်ပါတယ်။တခြားလောက်ဝင်သုံးကြည့်ရအောင်။နေစာဝင်တဲ့ဆိုင်နေရုပ်။အော်တရနေနေစဉ်လောက်ခါပေါ့နော်။ဒါမှသလို့ရှင်တော့ဒီဘက်မှာအခြေခံလားလားတာလာစားစားဝင်တန်းရွေးထားလိုက်မယ်ဆိုလို့ရှင်တော့အမှအခြေခံလာတာဆိုရင်ဆိုပြီးတော့ပေါ်တယ်နေစားဝင်တန်းဆိုရင်တော့နေစဉ်လောက်ခါဆိုပေါ်တယ်ဥမာကျွန်တော်နေစဉ်လောက်ခါကိုနေစဉ်လောက်ခါ9000အချိန်ပိုနိုင်ရတရက်မှာ၄နိုင်လောက်လောက်ခဲ့ရတယ်ပဲထားလိုက် လွှတ်ချက်မိတနအီတမန်လောကက625ချက်အချင်းပူကြီးက2စားဆိုတော့အောက်မှာဘလောက်လဲဆိုတော့ကို1250ချက်6နာရီဆိုတော့အားလုံးပေါင်း9000ချက်တိတိရတယ်ဆိုတော့ကိုတခါလေးတွက်ချက်ပေးပြီးသားဖြစ်ပါတယ်ကိုအနေနဲ့ဂျမနိုင်းနဲ့ web application လေးတွေစောက်တငယ်ချင်းတွေကိုแชร์ပြီးတော့တော့လဲတငယ်ချင်းတွေနဲ့အတူတူအသုံးပြုလို့ရနိုင်တာပဲဖြစ်ပါတယ် အဆင်ပြေပါတယ်အခုတိဆောက်ထားတဲ့ web page application link ကို အောက်က description မှာထည့်ပေးထားပါတယ်ဝင်ရောက်စမ်းသပ်အသုံးပြုကြည့်သွားလို့ရပါတယ်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေး subscribe လုပ်သွားပေးခြင်းဖြင့်ကူညီပေးပါဦးနောက်ထပ်များမှလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမဲ့ video တွေနဲ့ AI video အကြောင်းများစွာကိုတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်နောက် video မှာပြန်တွေ့ကြတာပါ